မြန်ကျမန်သွားဖို့လုပ်နေရင်ရန်ကုန်ရှိပြည်သားမှာအဖြစ်ဆိုးနဲ့ကြုံခဲ့ရတဲ့အသက်20နှစ်ရွယ်မျိုးသမီးပြီးခဲ့တဲ့ရက်ပိုင်းမှာရန်ကုန်ရှိပြည်သားမှာမျိုးသမီးတို့ကိုအောက်စုဝဲအာရမပြုခြင်းကလူရဲ့အလောင်းဖြောင်းမှုဖြစ်ပွားခဲ့ပါတယ်။စဝါမျိုးသမီးကတော့အသက်20နှစ်ရွယ်မရည်နယ်ဆိုသူဖြစ်ကအသက်20နှစ်ရွယ်ရှိပြီးတော့ဂျမန်နိုင်ငံသွားဖို့အတွက်စာမွေးဖြေဆိုဖို့ရန်ကုန်မြို့ကိုမြေကြံမြို့မှာမကြာခင်ရက်ပိုင်းကရောက်ရှိလာတာဖြစ်ပါတယ်။အစောအမျိုးသမီးဟာရှိပြည်သားမျိုးနဲ့ရှိရကွတမင်ရွှေထီလန်းနဲ့ပုံမင်းအောင်လန်းထောင်မှာရှိတဲ့သုံးထပ်စာမိုင်းထိုင်တာလို့သိရပါတယ်။ အစောအမျိုးသမီးအောင်ညာဘက်ပုံလုံးရင်ဆင်းချောချိန်မှာသူရလင်အောင်မြတ်နဲ့ကျော်စင်မောင်တို့၃ယောက်ကပြစ်မှုကျူးလွန်ခဲ့တာဖြစ်ပါတယ်။အစော၃ယောက်ကမဲ့ရည်တွေနဲ့ရွှေလက်စုပ်ဖုန်းတွေကိုယူကအာဓမပြုချင်ပြီးအလောင်းကိုဖျက်ပြီးတော့ဒေသခံတယောက်ကအတော်ချောက်ဖို့ကောင်းနေရင်းရဲဆက်ဆက်ကိုခုတ်ဖြတ်ထားတာအလောင်းစားရတော့ဘယ်ရလဲဆိုတာဘယ်သူမှမသိကြဘူး။လိုက်စုံစမ်းတော့ရှေ့ရောက်ကပျောက်သွားတဲ့ကောင်မလေးဖြစ်နေတယ်။ဂျပန်နိုင်ငံသွားဖို့မြင်းညာကနေတင်းတန်းကိစ္စလာစုံစမ်းရဖြစ်တာမနေ့ကလည်းအာသုဘချရလို့ပြောပါရင်ချီပီသားမျိုးဆလီယက်ကွယ်ကိုင်းတော့မှာတောင်းရောက်ဆုံးပြစ်ခဲ့လို့လည်းသိရပါရင် အခုခါမှာအစိုးရတရားခဏ၃ရောက်ကိုစစ်ဆေးနေလို့လည်းသိရပါတယ်